ကတညုတာကတဝရီတဲ့သူကျေသူတိသူကျေသူပြန်ဆမယ်တခဲတခဲတပြည့်တော်ရဲ့ကျေသူရှင်အစေရဘသူလဲဒါပြန်ကြည့်ရမှာပြည်သူပဲဗျာပြည်တော်ဒီပြည်သူတွေကနဖူးအချွေချီမတရားယုံငံလှုပ်ရှားရလာတဲ့အထက်ဟာစောင်းစပြအနေနဲ့စက်ကပ်ပေးတယ်ဗျာအဲ့ဒီရဲ့ကျေသူတွေကိုသူတို့ဖုံးနေပြန်တည့်ရမှာပြည်သူပြည်သားတွေဒီလောက်ဒုက္ခရောက်နေတာတော့နားလဲရမှာသရဏဘိကွေစာရိကံဘောဇနာဟိတယဘောဇနာဒုက္ခယလောကနုကာမယဆိုတဲ့ဒီစကားလေးရာဖရဒါယပြောခဲ့တာ အဲ့ဒါဒီဗီဒီယိုဒီပြည်သူတွေပြန်ကြည့်ရမှာဘုဇနာပိတာရဒါပြည်သူတွေအကျိုးစီးပွားအတွက်ဒီလိုလိုဒီရဟန်းသံဃာတွေကြိုးပမ်းပြီးမှာဘုဇနာဒုက္ခရဒီပြည်သူတွေချမ်းသာဖို့တဲ့ရဟန်းသံဃာတွေဒီလိုလိုကျင့်ကြံကြုပ်ကိုအားထုတ်ပေးရမယ်လောကန္တုဓမ္မလောကဟိုအစဉ်ဆောက်ရှောက်ပေးရမယ်ဆိုတဲ့ဒီလိုဒီဘုရားဟောပါဠိကတိတဲ့ဒါယရှိနေခဲ့တာပဲဗျာအခုလက်ရှိငါတို့ပြည်သူတွေငါတို့တိုင်းပြည်ဘလို့ဖြစ်နေလဲဘလို့ ဘလောက်ထိစုတ်ပြတ်တတ်နေတယ်ဆိုတော့သူတို့မှမျက်စိတွေတည်းရှိကြပါတယ်ဗျာနားတွေလည်းကြားကြပါတယ်ဒီလိုဆက်လက်ပြီးတော့မှဖေရိုကိုတိရတာမော်ဘီဖေရိုကိုရောယူရီသွားဖိတ်ခေါ်ကြပါတယ်ဗျာအဲ့တော့ဒီနေ့ဖြစ်နေတဲ့အချင်းချင်းလေးပေါ့နောက်ရှိမှလည်းပဲဖေရိုမင်းတို့ညာရောအဲဖေရိုဥဇဝနာရောငါဆက်ကြကိုကိုချင်ပြောသွားပြတာလေအကုန်လုံးပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတို့နိုင်ငံဟာဒါမှမထွန်ကားလို့ဒီနေ့ဖြစ်နေတဲ့အနေအထားမျိုးတွေဖြစ်လာပေါ့နော်အဲ့တော့အဲတစ်ချက်ဘုန်းကြီးတွေဘက်ကတစ်ချက်ပြန်ကြည့်ပြန်တော်လေအာရမကို ဟိုတိုက်စားနေကြတဲ့အာရမဟိုမတရားပြုလို့နေကြတဲ့ပုံကူကြီးကိုသရာတညာနဲ့ပြည်တော်မင်းတော်ဝင်းမြတ်သူပြီးတော့မှအေဖားရပြီးတော့မှသူတို့လူနေတဲ့အလူတွေကိုပထဲနဲ့ပြဲနဲ့အလူခံနေတဲ့ဖုန်းကြီးတွေကလည်းရှိနေကြသေးတာဆိုတော့ဒီနိုင်ငံဟာဘုမဓမ္မမထွန်းကားတဲ့နိုင်ငံဖြစ်နေတာပေါ့ဓမ္မကိုထွန်းကားအောင်လူတို့ပေါင်းရွေးကြမယ်ယဟန်တန်ကပြီးတော့လည်းပဲဓမ္မထွန်းကားနိုင်အောင်မပေါင်းရွေးနိုင်ဘူး တော်တော်ဒီလိုမြင်သားမိတာကတော့ဗောနော်။ဒါပေမဲ့တော့ဘုရားကြီးနေရခဲ့တဲ့တကားတစ်ခုဒါဒီလိုကြားဟုတ်ပါတယ်ဗျာ။နော်။တို့ယဟန်ဒီပြည်သူကိုပြည်သူမပြုတ်နိုင်တဲ့တနေ့တို့သာသနာကျွယ်လိမ့်မယ်ဆိုတဲ့စကား။ဒါတောင်မြတ်မာဂနာတော်ဘုရားကြီးရဲ့တကားကိုတဲ့တဲ့ထပ်ပြီးတော့မှနောက်ပြီးတော့ဘုရားကြီးကဥစ္စတပည့်တော်တို့ကိုဒါဆုံးမခဲ့တဲ့တကားရှိပါတယ်ဗျာ။ဒီလိုအခြေအနေမျိုးတွေရှိတဲ့အခါမှာဒီနေ့ဒီအချိန်မှာဗောနော်။ ခွင်းကြီးတွေဟာပြည်သူကိုကျေးဇူးပြုနေသလားပြည်သူကိုကျေးဇူးပေးနေသလားဆိုတာနဲ့မှတ်တက်ပြီးတော့မှအစရောဒီနေ့ဖြစ်နေတဲ့ခင်းကျင်းတွေကိုတိုင်းဝိုင်းပြီးတော့မှမေးကြပြပါအောင်ဗျာမှန်ပါဗျာဗျာတပည့်တော်ကိုဘုလိုပြင်ဖေးဖေးလို့ဥဒိတာကိုကျေးဇူးတင်ပါတယ်ဗျာရှေ့ကဟောသွားတဲ့ဆရာတော်ဥဇောနာ USA ဆရာတော်မင်းသမီးဗုဒ္ဓတက်တက္ကသိုလ်တို့ကိုလည်းဥတင်ပါတယ်ကိုဖိုးတကြံကိုလည်းသူပဲကျေးဇူးတင်ပါတယ်ဥစဉ်တို့ရဲ့ ခုလိုက်ကိုစောင့်ပြီးနိုင်ထောင်နေတဲ့ပြည်သူပေါင်းကိုလည်းအနာရှင်လက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပါစေလို့ရှေးဥစားမေတ္တာပြုပေးပါရယ်ဦးဇင်းတို့ခုနဆရာတော်ဦးဒေစာမိခင်နဲ့မြောက်ဒီမင်းကြီးဆရာတော်ပြောရတော့ဦးဇင်းတို့ရဟန်းတန်ဃာတွေပြည်သူကိုကျေးဇူးမပြုတဲ့နေ့ဦးဇင်းတို့သာသနာကွယ်မဲ့သာသနာပြောင်းမယ်ပေါ့ဗျာအဲ့ဒါလေခုနဆရာဆရာတော်လည်းပြောခဲ့ပါရယ်ဗျာဟိုမာဂန္ဓာဝန်ဆရာတော်ကြီးလည်းအဲ့ဒီစကားကိုမိန့်ခဲ့တာပါပဲ ဒီလိုတော့ညာနာမရတဲ့တာနာမထင်စားခဲ့တဲ့မောင်းနှောင်ဆရာတော်ကြီးလည်းမိန့်ခဲ့တဲ့အရာရှိပါတယ်ဗျာအဲ့ဒါဘာလဲဆိုတော့တိုင်းပြည်အရေးကောင်းမှတာသနာရေးကောင်းမယ်လို့မောင်းနှောင်ဆရာတော်ကြီးကဒီလိုမိန့်ခဲ့တဲ့စကားတွေလည်းရှိတယ်တခါတည်းကျဒီလိုတော့ဘုန်းကြီးကစဉ်းစားရမှာက တိုင်းပြည်ရဲ့ခုလက်ရှိစနစ်ကိုစဉ်းစားရမှာဗျာအဓိကတိုင်းပြည်မှာဒီစနစ်ကအရေးကြီးဆုံးပဲဗျာတိုင်းပြည်စနစ်ကောင်းမှဒီလိုတိုင်းပြည်ကောင်းမှစနစ်မကောင်းရင်တိုင်းပြည်ဘယ်လိုမှမကောင်းနိုင်ဘူးခု စနစ်မကောင်းတဲ့အတွက်ဒီလိုလက်ရှိတိုင်းမျိုးကြည့်ကြည့်ပေါ့ဗျာကျမ်းမာရေးတဲ့ပျက်စီးစီးပွားရေးတဲ့ပျက်စီးကွန်လို့ပညာရေးတဲ့ပျက်စီးအဲ့ဒါတွေအကုန်လုံးပျက်စီးတော့ဒီလိုဘာသာတန်တရာရေးလဲဘလို့မှမကောင်းနိုင်ဘူးဒါတွေကဘာကြောင့်လဲဆိုတော့ဒီစနစ်ကြောင့်ပဲဗျာအဲ့ဒီစနစ်ကိုဒီလိုဖုံးရင်းနေရနားလည်ရမသိရမတကယ်တကယ်ဆိုတော့ဗျာဒီလိုဒီဖုံးရင်းနေဆိုတာလဲလူပါပဲဗျာလူဆိုတော့ဒီလိုလိုတဲ့ဒီအဲ့ဒီစကားကိုခဏခဏပဲ ြောနေတာလူဆိုတာအသိဉာဏ်ရှိလို့လူလို့သုံးတာလေအမှန်မှခွဲလို့လူလို့သုံးတာဓမ္မအတ္တမကွဲလို့လူလို့သုံးတာဒါရင်လည်းဒီဇာတော်လေးနဲ့သူတို့ကိုယ်တိုင်လည်းဒီတရားတွေဟောနေတာဆိုတော့ဒါတွေကအထွေထွေပြောစရာလိုမှတော့မထင်ပါဘူးဗျာဒါနဲ့ဒီလိုဘုန်းကြီးတွေကခုဘယ်လိုဖြစ်နေလဲဆိုတော့ဒီဟိုဘုန်းကြီးတွေကိုကြည်ကြည်တယ်ဗျာခုကပြောမှဆိုလို့ချင်းလူလိုပြောမှဆိုရင်ဝလုံးကောင်းထဲမှာလာတာတဲ့အဆင့်ပဲရှိတယ်ဒီလိုဘုန်းကြီးတွေက ပြင်မဘုသူတာကိုလည်းမလေ့လာဘူးပြင်မစာပေတွေကိုလည်းမလေ့တာဘူးငါဆံမငါအမှန်ကန်အလို့ तू ကထင်းနေကြတာဘာဖြစ်လဲတကယ်တကယ်ကျတော့အဲ့ဒီစာရိယာတိပြုလို့လို့လေအတိညာဉ်တွေကိုတုတ်တက်သေးသလားဆိုတော့အတိညာဉ်ကိုမတုတ်တယ်ကိုကတပြည့်နဲ့ပိတ်ပိတ်သွားတယ်ဗျာဒါတွေကိုဒီလိုဘုန်းကြီးတွေပြန် ပြီးတော့စမ်းစစ်ရမှာဝေဖန်ရမှာငါတို့ပြည်သူကိုဘလို့အတိညာဉ်တွေပြင်မှာလဲငါတို့ပြည်သူတွေအတိညာဉ်တွေ level တွေမြင့်အောင်ဘလို့တွေလုတ်ပစ်တင်တယ်လဲဆိုတော့ ဒါဖုန်းကြီးအကုန်လုံးစဉ်းစားဝေဖန်သုံးသပ်မှာဗျ။ဘာဖြစ်လို့ဆိုတော့ဒီလိုလိုဒီတိုင်းပြည်ကဒီလိုဖုန်းကြီးနေနဲ့တော်တော်အရေးပါတယ်ဗျ။ဟိုမြောင်းမြဆရာတော်ကြီးပြောထားတာလည်းရှိပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီလိုဒီဒီလိုတိုင်းပြည်ကဒီဖုန်းကြီးနဲ့တိဆောက်ထားတဲ့တိုင်းပြည်လို့ပြောဖုန်းကြီးကောင်းရင်တိုင်းပြည်ကောင်းမယ်ဖုန်းကြီးကောင်းရင်ရွာကောင်းမယ်လို့ဒါမြောင်းမြဆရာတော်ကြီးပြောထားတာရှိတယ်ဗျ။ဘာဖြစ်လို့တကယ်တကယ်မြောင်းမြဆရာတော်ကြီးပြောတဲ့အတိုင်းသူပြန်ကြည့်မှဆိုလို့ရှိရင် ုတ်တယ်ဗျာဘာဖြစ်လို့ဆိုတော့ဒီလိုရဲ့နိုင်ငံကိုကြည့်လိုက်ဗျာဗုဒ္ဓဘာသာကဘာလို့ရှိတာ80ကျော်85ရန်ကန်လုံးနောက်ရှိတာကိုအဲ့ဒီ80ကျော်85ရန်ကန်လုံးနောက်တဲ့မှာရောရောတဲ့မှာနေတာဖုံးကြီးဗျာဘာဖြစ်လို့ဆိုတော့ဒီလိုရွာတရွာကိုအ ਨੇ သောအင်ဂျင်တရာရှိလို့ရှိရင်ဖုံးပြုတ်ပြုတ်လို့ရှိရင်သုံးပုံပေါ်နှစ်ပုံလောက်ကတော့အဲ့ဒီရွာရရတယ်ဗျာအဓိကတော့ဒီလိုဒီဖုံးကြီးနေရဲ့အသိဉာဏ်လဲဗျာမြင့်မွေရေးကြီးတာ စဉ်းစားဝေဖန်နိုင်ဖို့အရေးကြီးတယ်ခုဒီလိုကြည်စံကြည့်တယ်ပြဘုန်းကြီးတွေရဲ့အသိဉာဏ်လည်းပြအဲ့ဒီဝလုံးကောင်းထဲမှာလာတာတဲ့အစင်းလောက်ပဲရှိတယ်အဲ့ဒီဝလုံးကောင်းထဲမှာလာတာအစင်းလောက်ပဲရှိတယ်ဒီဘုန်းကြီးတွေကဒီလိုပြည်သူတွေအသိပြတော့ပြည်သူတွေရဲ့အသိဉာဏ်တွေက level တွေကဒါနိုင်လာတယ်ဗျာဒီလိုပြည်သူတွေတကယ်တကယ်ကြတော့ပြည်သူတွေဒါသနာဖို့ကောင်းတယ်ဗျာဘာဖြစ်လို့ဆိုတော့ဒီအာနာရှင်ကလည်းဒီလိုပြည်သူတွေအသိဉာဏ်တွေကိုတတ်တယ်လို့ဒီလိုဒီဘာသာရေးဘုန်းကြီးတွေကလည်း အသိဉာဏ်လို့တက်ပြတာပြအဲ့ဒီဘာသာရေးအသိဉာဏ်ဘုံကြီးတက်တာပိုးဆိုးတယ်ဗျာဘာဖြစ်ဆိုတော့သူတို့အာနာရှင်ပြစ်တတ်တို့လူပေါင်းတသိန်းလောက်တက်တိုင်းလူပေါင်းတသိန်းလောက်ပဲတည်တယ်အဲ့ဘာသာရေးအသိရတိုက်လိုက်လို့ရှိရင်ဖျားသူ့မျိုးဆက်တွေဘာတွေအကုန်လုံးဘာဖြစ်လို့ဆိုတော့ဘုံကြီးတစ်ပါးရဲ့ကိုဒီတက္ကရာကမယုံကြည်လို့ရှိရင်လူတသိန်းယုံယုံလို့ရှိရင်တသိန်းသူ့ရဲ့နောက်ကမျိုးဆက်တွေပါဆိုတော့အကုန်သွားတာဗျာအဲ့ဒါမှသူတို့ဒီဟိုဒီရဟန်းတန်ဃာတွေဆရာတော်တွေအထူးသတိထားမှာ အဲ့ဒီဒီပြည်သူငါတို့မှန်မှန်ကန်ကန်ဘယ်လိုပြေမလဲအသိဉာဏ်နဲ့ဘယ်လိုပြေမလဲအသိဉာဏ်နဲ့ level နဲ့မြည်အောင်ငါတို့ဘယ်လိုစ조사တင်လဲဆိုတာဒါရီယိုတို့ဘုံနေရစဉ်းစားဝေဖန်စမ်းစစ်ဖို့သိမိဗျာဘာဖြစ်လို့ဆိုတော့ဒီတို့တကယ်တကယ်ကြတော့ဒီတို့ဘုံကြီးနေပြန်ကြည့်လေဒီသာသနာနဲ့ဒီပြည်သူကဒီတို့မှာရေကန်တစ်ခုကကြာရှိမှရေကန်တင့်တယ်သူတို့အဲ့ဒီကြာလဲရေကန်ရှိမှဒီကြာတင့်တယ်တာဒီတို့သာသနာနဲ့ဒီပြည်သူကလည်းဒီလိုပြည်သူရှိမှဒီသာသနာဆင်ပြေမှာလေကိုပြည်သူ မထောက်မှမှုမရှိဘူးဒီလိုဒီတန်တနာဘလုံးမှမစင်နဲ့အဲ့ပြည်သူထောက်မှမှုကလည်းဒီလိုတိုင်းပြည်ရဲ့ကောင်းမှုလိုတယ်ဗျာတိုင်းပြည်စီးပွားရေးရာဆအကုန်ကောင်းမှုလိုတယ်ပြည်သူတွေအသိဉာဏ် level တွေအကုန်မြင့်လိုတယ်ဒါတွေကိုဒီဘုန်းကြီးတွေစဉ်းစားမှာဒီရဲ့ပြည်သူတွေကဒီလောက်နင်းငါဆုတ်ပြတ်တတ်နေတာဒါဘလူးကြောင့်လို့ဆိုတော့အရင်စစ်အမြင့်မြေပေါ့ဗျာအဓိကတော့ဒီလိုအာနာရှင်စနစ်ကြပေါ့ဒီစနစ်ကောင်းမှဒီလိုတိုင်းပြည်ကောင်းမှဒီစနစ်မကောင်းမဲနဲ့တိုင်းပြည်ဘလုံးမှမကောင်းဘူးဒီစနစ်က အားလုံးတတ်ခဲ့တာဆိုတာဒီဘုန်းကြီးမသိတာမှမဟုတ်တာဗျာသူတို့လည်းသိနေတာပဲနှစ်မများစွာလဲတို့တို့တိုင်းပြည်ခံခဲ့ရပြီဗျာဘာဖြစ်လို့ဆိုတော့တို့တို့တိုင်းပြည်ပြကြည့်တယ်ဟိုတုန်းကဒီဒီအာနာမသိခင်မထားပါဘူးဗျာဥနေဝင်းအာနာမသိခင်တော့ဆိုဒါတို့တို့တိုင်းပြည်ကဘာလဲမလဲတင့်နေတဲ့နိုင်ငံဗျာအာဆီယံအလယ်မှာလဲတကယ့်နံပါတ်၄နိုင်ငံအာရှမှာလဲတကယ့်ထိပ်တန်းနိုင်ငံခုတောင်ကိုရီးယားတို့ တိုးတက်တဲ့ဒီတောင်ကုန်းရကမ္ဘာနဲ့အဆင့်မြင့်တဲ့တောင်ကိုရီးယားလောက်ဟိုတော့ကဒီလိုနိုင်ငံတွေကအကုန်လုံးဆိုင်းစပါစာအကုန်လုံးထောက်ပံ့ပေးရတဲ့နိုင်ငံတွေကခုအဲ့ဒီနိုင်ငံကခုပြောင်းပြန်ဖြစ်သွားတာဒါဘာကြောင့်လို့ဆိုအားလုံးစဉ်းစားရတော့မှာအလုံးဝပြန်တယ်ဒီဖုန်းလေးနဲ့သိရတော့မှာနားလဲရတော့မှာဗျာဘာသူတို့ကိုယ်တိုင်လည်းဟောဟောနေတာပဲဗျာကတင်ညွတာကတဝရီတဲ့သူကျေသူတိသူကျေသူပြန်ဆက်မယ်တခက်တခက်တပြည့်တို့တို့ရဲ့ကျေသူရှင်အစစ်ကဘာတူလဲဒါပြန်ကြည့်ရမှာပြည်သူပဲဗျာပြည်သူတို့ဒီပြည်သူတွေက နဖူးအကျွေးချီမတရားယုံငါလှုပ်ရှားရလာတဲ့အထက်ဟာစောင်းစပ်ပြအနေနဲ့စက်ကပ်ပေးတယ်ဗျာဒီလိုဒီပြည်သူတွေပြန်ကြည့်ရမှာကိုတော်နေပြည်သူတွေပြန်ကြည့်ဗျာဒီလိုနဖူးအကျွေးချီမတခါတည်းတွေဒီလိုလဲသမားတွေဆိုပိုးဆိုးတာပေါ့မွေးမကြောက်ကင်းမကြောက်တခါဒီမွေးခိုင်းဆိုသေးမနဲ့လင်း၄နိုင်လောက်ထအကုန်လုံးယုံငါလှုပ်ရှားလဲတဲ့ဆင်းအရာရိယာရပြီးတော့ဒီလိုဖုန်းတွေကိုစက်ကပ်ပေးတာဗျာအရာရိယာကျေးဇူးတွေကိုဒီလိုဖုန်းတွေပြန်တည့်ရမှာ ပြည်သူပြည်သားတွေဒီလောက်ဒုက္ခရောက်နေတာတော့နားလဲရမှာအဲကြောင့်မို့ဒီလိုခုဝါထဲမှာလဲမဟာဝကပါဠိတော်ထဲမှာလဲဟောရတာရှိပါတယ်ဗျဘုန်းကြီးတွေတော့မှာမဟာဝကပါဠိစရဏဘိကွေစာရိကံဘုဇနာဟိတယဘုဇနာဒုက္ခယလောကန္တုကာမယဆိုတဲ့ဒီစကားလေးရာဖရတရားပြောခဲ့တာအဲ့ဒါဒီဒီလိုဒီပြည်သူတွေပြန်ကြည့်ရမှာဘုဇနာဟိတယဒါပြည်သူတွေအကျိုးစီးပွားအတွက်ဒီလိုလိုရဟန်းတန်ကကြိုးပမ်းပြန်ဘုဇနာ ုက္ခယဒီပြည်သူတွေချမ်းသာဖို့တဲ့ယဟန်တန်ကလည်းဒီပြည်သူတို့ကျင့်ကြံကြုတ်ကိုအားထုတ်ပေးရမယ်လောကန္တမှာလောကကိုအစဉ်ဆောက်ရှောက်ပေးရမယ်ဆိုတဲ့တိတို့ဒီဘုရားဟောပါဠိခရီးတဲ့ဒါရရှိနေခဲ့တာပဲဘုရားအဲ့ဒါတွေကိုဒီဆရာတော်လေးလည်းသိကြပါတယ်ဒါကြောင့်မို့ဒီဆရာတော်လေးအားလုံးနားလည်ရမှာအခုလက်ရှိငါတို့ပြည်သူတွေငါတို့တိုင်းပြည်ဘလို့ဖြစ်နေလဲဘလို့ဘလောက်ထိဆုတ်ပြတ်တတ်နေတယ်ဆိုတော့တို့မှမျက်စိတွေတည်းရှိကြပါတယ်ဗျာနားတွေလည်း ကြားကြပါတယ်တကယ်တကယ်ဆိုလို့ရှိရင်တပည့်တော်ရဲ့တန်တော်မြန်မာပြည်ရဲ့ဒီဘုန်းကြီးလောကကိုကြည့်လိုက်ဖျက်မြန်မာပြည်ဘုန်းကြီးလောကမှာတကယ်လို့၄သိန်းရှိလို့ရှိလို့ရှိရင်ဖျက်၃သိန်းလောက်ကအဲ့ဒီအညာဒေသအကုန်ဖြစ်ခဲ့တဲ့လူကြီးပဲခုဖြစ်နေနေတာလေအညာဒေသမှာရရမရှိဘူးဗျအကုန်လုံးမိချုပ်အကုန်လုံးလေးနေတဲ့ဘုံကျဲစကိုင်းမကွဲဘဲပဲကြည့်ကြည့်ခုဆိုရင်တော့ဖျက်အကုန်လုံးတပည့်လုံးလုံးတော့ဖြစ်နေတာဒီဘုန်းကြီးနေတဲ့တိနေတာပဲအဲ့ဒီကွာတိတကူဆရာတို့ဆိုတဲ့တကယ်တကယ်ကျတော့တကယ် ဘာပြောမှဖြစ်ပြီသူရဲ့ယုံကြည်မှုကိုတတ်ပြတာဗျာဘာဖြစ်လို့ဆိုတော့သူစဉ်းစားကြည့်တယ်ဒီလောက်ရုံမှာပစက်အောက်တန်းကျနေတဲ့កောင်များတရားပညာနဲ့ပြည့်စုံတဲ့မင်းဆိုတော့တပြုလို့လို့အနေနဲ့တော့ဘလုံးမစဉ်းစားလို့မရဘူးဗျာဘာဖြစ်လို့ခုနရှေ့ဆရာတော့ဥဇုံနာပြောခဲ့တယ်လို့ပဲဗျာအဲ့ဒီရဲ့ဒီရဲ့လောကမှာဒီအာနာရှင်တဲ့မှာဒီကောင်လောက်ရုံမှာပစက်တာမရှိဘူးဗျာဟစ်တလာဟိုမှာသူ့နိုင်ငံသားတွေဘယ်တော့မှမသားဘေးမဲ့ တက်တာခုဒီကောင်ကြတော့ကိုနိုင်ငံကိုပြည်သူအကုန်လုံးကုန်ဖြစ်စစ်ပြစ်တာဗျာအဲ့ဒါလေလာဘုံကြီးနေတည်နေဘုံကြောင်းနေဘုံကျဲမစာတင်ကြောင်းနေဘုံညာခလေးတွေလည်းတည်ခုရရအောင်မရှိဘူးအကုန်လုံးတည်ပြီးတော့ဖြစ်ပြက်နေတာဒီဘုံကြီးနေတည်တာပါလေဗျာဒီဘုံကြီးနေကြားနေကြပဲအဲ့ဒါမို့ဒီလိုဒီဆရာတဲ့တန်ဃာတွေအားလုံးနားလည်ရမှာဘာဖြစ်လို့ဒီလိုဒီပြည်သူကိုပြန်ကြည့်ရမှာပြည်သူကိုပြန်ကြည့်မှာပြည်သူကိုနားလည်မှာဒီလိုဒီသန္တနာကြီးကောင်းပါဗျာနောက်ဆိုရင် ကူလူငယ်တွေပြောသလိုတဖြည်းဖြည်းနဲ့တပည့်တို့ကဘာဖြစ်တာမလဲလူငယ်တွေရတဲ့ဘာသာမဲ့တဖြည်းဖြည်းနဲ့များလာမှာပဲ။ဘာဖြစ်လို့ဆိုဒီ point ရဲ့အစင်တဲ့ level အသိဉာဏ်ကိုတွက်ကြည့်လေ။ point ကမှန်မကန်မပေးနိုင်တော့ဘူး။ပိုးဆိုးပါလေဟိုတနေ့ကတော့မှဟိုဆရာမင်းတို့ရတင်ထားတဲ့အထက်မှာရှိပါတယ်။ကိုကူဓမ္မဒရဥစ္စကိ။မကလေးမေးတာတခြားသူဖြေတာတခြားဒီကလေးသူမေးခွန်းလေးပဲဘာလုပ်နေတာပဲဖေကခေါ်နေတာဖေကူ မိကုကတော့ရှင်မမှန်ကကပြေးလိုက်တယ်ကိုကကိုမမပြေးနိုင်ဖြေလဲမဖြေနိုင်ဖြေလဲမဖြေရဟိုလွက်ချဒီလွက်ချအားလုံးဘာလုံးနေလဲဆိုတော့ဒါသူတို့ပြည်သူတွေကိုတတ်ပြင်နေတာပဲဗျာအတိတွေကိုတတ်ပြင်နေတာအဲကြောင့်မို့ဒီလိုဒီရဲ့ဒီဖုန်းကြီးနေအတိပိတ်နေတဲ့ဖုန်းကြီးနေတော့သူတို့တော်လာမရမှာအကုန်တော်လာမှာကုတော်လာရင်ခစ်ပြောတော်လာရင်ဗျာဒီခစ်ပြောတော်လာရင်အတွက်ကသူတို့အတိညာနေနဲ့အကုန်လုံးကချင်းရမှာအတိညာတော်လာရင်တော့အကုန်ချင်းရမှာဘာသာရေးတွေလည်း အကုန်ချိန်မှာခုပုံစံတိုင်းဆိုရင်ဒီတွန်လိုင်းအောင်မီနဲ့ဆိုတော့တပည့်တို့ဒီဘာသာရေးဒီဘုန်းကြီးတွေရဲ့အသိဉာဏ် level အဆင့်နဲ့မမြင်ဘူးဆိုလို့ရှိရင်တပည့်တို့အာနာရှင်နဲ့ပြန်မွေးအောင်ပါပဲဗျာအကြမလို့အားလုံးတော့ပြည်သူတွေရတဲ့ပြတ်သားတင်တာပြတ်သားပါလှုပ်တင်တာလှုပ်ပါဦးစင်းတို့ပြတ်ပြတ်သားသားလုံးမမရတော့မှဒါကြောင့်မို့အားလုံးဝိုင်းဝန်းပြီးတော့ခုဒီအာနာရှင်ဒီတော်လိုင်းဒီမာလာဆိုတဲ့ဒီအာနာရှင်နဲ့အမြင့်ပြတ်ဖို့ ဝိုင်းဟောစ조사ပေးပါလို့ပြောရင်လည်းဘုရားတပည့်ဟောပြောချက်ကိုဒီလောက်နဲ့ပဲညီကိုချုပ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခုလိုပြည့်ပြည့်စုံစုံမကြပေတယ်မဟုတ်ပြီဆရာတော်ဂေါတိတဒါနာကိုကျေးဇူးများစွာပြုပါတယ်ဗျာ